ဒီတော့တမြောင်းမြရဲမြာပြီတမျိုးတည်းမျိုးအနေနဲ့မြောင်းမြအာထက၆ခါကိစ္စအားလဲမုံကိုင်းမှာတောင်းဝင်ရှိတဲ့ပုံကိုယ်တွေကလူစကားနားမလဲတာလားလူလိုမသိတာလားအဲ့မှာဖြောင်းဖြောင်းဆိုရိုက်ခံရတဲ့ခလေးသာအဲ့မှာတောင်းဝင်ရှိတဲ့လူတွေအသားသမီးဆိုရင်ကိုယ်ခလေးတယောက်ចောင်းခန်းထဲမှာပါရိတ်ခံရရင်အရင်ဆုံးမိဘစိတ်ကိုဝင်ရမှာအဲ့ဒီចောင်းကဆရာဆရာမဖြစ်ပါတယ် အတပြာကိုအဓိကထားတယ်။ဆရာဆရာမတွေအကုန်လုံးကိုတော့ဂါရတရားမထားနိုင်ဘူးရှင်းရှင်းပြောတာ။ပတ်ဆက်ရှိရင်တစ်မျိုးပတ်ဆက်မရှိရင်တစ်မျိုးကျွရှင်တက်နိုင်တစ်မျိုးကျွရှင်မတက်နိုင်တစ်မျိုး လာပါမွေးချင်းတယ်လေးရံကြိုဆိုလိုက်ပါတယ်မော်ဒီနဲ့တက်ဆက်ပေးတင်တဲ့ဗီဒီယိုလေးကတော့လူမှုကွန်ရက်ပေါ်မှာလူပြောများနေတဲ့ဒီညမြအခါ၆ကကြောင်းသူတွေအောက်စုဖွဲ့ပ ਾਇ ရခဲ့တာနဲ့ပတ်သက်ပြီးတော့အခုချိန်ထိဒီကြောင်းဆီယမကြီးတွေကဖြည့်ရှင်းပေးခြင်းမရှိသေးလို့ပေါ့နော်ပ ਾਇ ရခဲ့တဲ့အောက်စုကဆီယမတွေကိုလက်ထုတ်ထားလို့ဆီယမတွေကနေပြီးတော့ဖြည့်ရှင်းမပေးဘဲနဲ့ညုံနေတဲ့ဆိုပြီးတော့လူပြောများနေရပေါ့နော်မျိုးရမဆိုလို့ရှိရင်တော့ပြည်စုံပါပါလေခြေတဲ့မျိုးတွေလည်းဘဟုတရတင်ကန်းစာရအောင်လို့ပြန်လေမြောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုစတင်ကြရအောင်နော် ဒီတော့တမျောင်းမြရဲမြာပြီတမျိုးတဲ့မျိုးအနေနဲ့မျောင်းမြအာထက၆ခါကိစ္စဟာလေတော်တော်လေးဟိုပဲမိုဘိုင်းမှာတောင်းဝင်ရှိတဲ့ပုံကိုယ်တွေကလူစကားနားမလဲတာလားလူလိုမသိတာလားဟမ်ဒီကိစ္စဖြစ်စဉ်ဘာအကြောင်းတရားလဲဆိုတော့ဟိုတစ်တော့ဝန်ဒီမှာကြည်ပြီးမှတီးတဲ့မြင်တဲ့တူကြီးကအတိအကျမသိကြဘူးဘာလဲဘာကြောင့်လဲဘာတို့လည်းကမသိကြဘူးဒါပေမဲ့ဘာကြောင့်မဲဖြစ်ဖြစ်ဘာတို့မဖြစ်ဖြစ်အခုလိုမျိုးအုပ်စုဖွဲ့ပြီးမတရားအနိုင်ကျင့်တယ် မလိုလားပဲနဲ့အာရမတွေရိုက်မြတ်တယ်ဆိုင်ရှိခိုးခိုင်းတယ်အဲ့ဒါသူတို့တွေက level 2တွေအဲ့ဒါယူတယ်ခုမြန်မာနိုင်ငံတနိုင်ငံလုံးကမြင်နေပြီဒီဖြစ်စဉ်ကိုကြည့်ပြီးတော့လဲမြင်နေတွေ့တဲ့လူတွေကဘလို့တွေပောက်ကွဲနေလဲဘလို့တွေဖြစ်စေခြင်းနေလဲဆိုတာလည်းသိနေပြီအဲ့တော့အဲ့မှာရှိတဲ့အကြီးအကဲတွေပတ်သက်သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကအခုတတိဒီကိစ္စရတရက်ကိုပြေလည်အောင်ဂျန်နူညီများတဲ့အခြေအနေတည်းဖြစ်အောင်မလုတ်ပေးနိုင်သေးဘူးမဆောင်ရွက်ပေးနိုင်သေးဘူးเนาะအဲ့လိုဆိုရင်မင်းတို့အဲ့ကဟိုဗါလဲ၆လေးတလားတွေเนาะတကူးဆယ်တွေအကုန်လုံး ုံးစားမရတော့ဘူးအဲ့ရတဲ့လားအလုံးမော်ရေရေဒီနေပြက်ပြက်သားသားမှန်မှန်ကန်ကန်နဲ့အောက်ကုသူတွေများတယ်တက်တော့ကြည့်ရဆိုတာလေစိတ်ပန်းဖြေစရာလေးတွေဘူးသူရတွေဟိုပျော်ရွှင်စရာတွေလေးလာတင်ယူမှသားစရာတွေအလားအအောင်ကောင်းအအောင်စရာကောင်းတဲ့ညဓာမျိုးတွေကိုမြင်ရင်တွေ့ချင်းလို့အထူးစားလေးတွေမြင်ရင်တွေ့ချင်းလို့တက်တော့ line မော်တက်ကြည့် ဒီကိစ္စပဲအရေးတွေလာကြည့်နေတာလေအဲ့ဒါတော့မင်းတို့ခုတည်းဒီခမားတို့တွေအဲ့ဒီမှာရှိတဲ့ဟိုစောက်ပေါ်တွေစောက်ယူးတွေမလုတ်ပေးနိုင်ဘူးခုတည်းဒီဟမ်အဲ့မှာထောင်းထောင်းတို့ရိုက်ခံရတဲ့ခလေးသာနော်အဲ့မှာတောင်ဝရှိတဲ့လူတွေအသားသမီးဆိုရင်စက်စီတွေခါနေပြီး ဟုတ်လားဘလို့ပဲဖြစ်ဖြစ်လေ မတရားဘူးလေမမှန်ကန်ဘူးလေမှားနေတယ်လေအဲ့လူပဲကြီးတောင်တည်တယ်အဲ့တော့ဟာအပညာရမှုကအဟိုးဟာဒီဟာနဲ့ဘာတွေလဲလို့နော်အခုလို့ပြောလို့အဲ့ဒီဟာမက လူတွေနဲ့ပတ်သက်တဲ့လူတွေ ဟိုမကျင်နေဘူးဆိုတော့စောက်ကြီးုံဆိုင်တာနော်မြောင်မြဒီကနေကာဖီနေချင်းရောက်တယ်တက်လားနော်ဘာကောင်းမှမဟုတ်ဘူးအဲ့လိုမြေရတွေ့ရတာစိတ်ခဲမှာဘလို့မှအဆင်မပြေဘူးစိတ်ပုံဝင်မကြောက်ဘူးနော်ဒေါသထွက်နေရတယ် ဟဲ့တလားအလုံးအုံးမြောင်းမရတောင်းလာတော့အဲ့ကိစ္စလုံးကြအောင်နော်မဟုတ်တဲ့နေရာကြီးဆွတ်လုံမနေနဲ့အာမြောင်းမရကြောင်းမှာပေါ့နော်ကြောင်းသူလေးကိုအုပ်စုဖွဲ့ပြီးတော့ပါရိတ်တဲ့ကိစ္စပေါ့နော်အဲ့ကိစ္စကို comment လေးကြောင်းမှတ်လိုက်မိတယ်ပေါ့နော် ပန်းလိုက်တဲ့အခါကျတော့ဟိုလက်ခံနေလို့လည်းအများကြီးရှိတယ်လို့ဒီဆီယာမတွေဘက်ကနေနာပြီးတော့မှလာဆဲတစ်ဖွဲလည်းရှိတယ်။ပါရိတ်ခံရတဲ့ចောင်းသူလေးဘက်ကနာတဲ့တစ်ဖွဲရှိတယ်။အုပ်စုဖွဲ့ပြီးလုတ်တဲ့မိန်းကလေးဘက်ကနေပြီးတော့မှနာပြီးလာပြောရလို့ရှိတယ်။အဲ့ဒီသုံးဖွဲထဲမှာဆီယာဆီယာမတွေနဲ့အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တဲ့ចောင်းသူတွေဘက်ကနေပြောပေးတဲ့လူတွေကိုအံ့ဩမိတယ်။ ထမင်းစားတဲ့အခါကျလို့ရှင်တို့ငါးတိတ်ချက်မစားဘူးလားမသိဘူးเนาะအဲ့တော့အခုအချိန်ဒီမှာတောင်ဝရှိဆုံးဒီចောင်းဝဆရာဆရာမတွေဖြစ်တယ်ចောင်းဝဆရာဆရာမတွေဒီကိုတင်နေတဲ့ចောင်းသားတွေရဲ့ဇယိုက်လက္ခဏာမိဘတွေရဲ့အခြေအနေတွေကိုအမြဲတမ်းလေ့လာနေရတယ်ဘာလို့ဆိုတော့ចောင်းတဲ့အိမ်တွေဒီចောင်းမှနေတဲ့အခြေအနေကပိုများတယ်ဆရာဆရာမတွေနဲ့ပို့ပြီးတော့မှထိတွေ့ရတာပိုများတယ်ပေါ့နော်အဲ့တော့လမ်းမှာရံဖြစ်တဲ့ကိစ္စကိုမတိလိုက်ဘူးဆိုပေမဲ့ လမ်းမှာဝိုင်းပြီးအနိုင်ကျင့်လိုက်လို့ပါရိတ်ခံတဲ့ကိစ္စကတော့မြောင်းမြကနေပြီးတော့မှနိုင်ငံတော်အဆင့်ထိတိဝါတဲ့အခြေအနေထိကိုအဲ့ဒီကចောင်းဝဆရာဆရာမတွေဘက်ကနေပြီးတော့မှအရေးတူဆောင်ရွက်တဲ့ဟာတွေကိုကျွန်တော်ပွင့်လင်းမြင်တာစာမတွေ့ရဘူးပေါ့နော်။နောက်ပြီးတော့ ဒီပါရိတ်ခံရတဲ့ကောင်မလေးဘက်ကနေပြီးတော့မှနာပြီးပြောပြတယ်ဆိုတာကနောက်နောက်ဒီလိုကိစ္စမျိုးတွေပေါ်လာမှာစိုးလို့ပြောပြတာပေါ့နော်အခုခေတ်နောက်ပိုင်းကလေးတွေကကိုရီးယားကားတွေကြည့်တယ်နိုင်ငံခြားကားတွေကြည့်ပြီးတော့မှသူတို့ကအဲ့ဒီကနမဲကြီးတဲ့ဇက်ကောင်တွေကိုသူတို့မှုတွေဝင်သွားပြီးတော့မှဒီလိုကိစ္စမျိုးတွေလုပ်နေကြတာပေါ့နော်ဒါတွေကအရင်စိုးရင်စရာကောင်းတဲ့ကိစ္စတွေပါပဲ။ ဒါအကျန်းဖတ်မှုလို့ခေါ်တယ်ပေါ့နော်။ကျောင်းသူကျောင်းသားတွေစိတ်ထဲမှာဒီလိုစိတ်မျိုးတွေကိန်းအောင်နေပြီဆိုလို့ရှိရင်တော့နိုင်ငံတော်အတွက်ကတော့မတွေးဝန်းစရာပါ။အရင်ကြောက်ဖို့ကောင်းတဲ့အခြေအနေပါပဲ။ကိုယ်သားသမီးမဖြစ်သေးလို့မခံစားကြတာပေါ့နော်။ကိုယ်သားသမီးရောဒီလိုမျိုးဖြစ်လာခဲ့မယ်ဆိုရင်ကိုယ်မိတွေကြိုက်ဒီလိုမျိုးဖြစ်လာဖို့ရာခိုင်နှုန်းတွေပုံများလာပြီပေါ့နော်။ဒါကြောင့်မို့လို့ကျောင်းမှာစာသင်တဲ့ဆရာမတွေဒီကျောင်းစာအုပ်ထည့်အစာတွေပဲသင်နေလို့မရဘူး။ကလေးတွေရဲ့ အနာဂတ်ကဒီဆီယာမိုင်းတထဲမှာရှိတယ်ဆီယာမားတွေကိုယ်တိုင်ကဒီ ያ တွေကိုနားလည်ထားရမယ်စာတက်ဖို့တခုတည်းစာရဖို့တခုတည်းဒါသင်ဒါကျက်ပညာရေးရနေပြီးတော့ကျွန်တော်တို့ကရုံးထွက်မှဖြစ်တော်မယ်ကလေးတွေကို လောကနီတိအကြောင်းတွေသင်ပေးရမယ်ပတ်ဝန်းကျင်ဘုဒ္ဓတွေသိအောင်ပြောပြပေးရမယ်ဆရာဆရာမတွေဟာ လာစာရဖို့တခုတည်းနဲ့လုပ်တဲ့ဆရာမတွေအများကြီးတွေ့ရတယ်ကိုယ်တိုင်လည်းကြုံနေတယ်เนาะကိုယ်လည်း မျက်မြင်နဲ့ရှိလို့ပြပြတာပေါ့နော်အခုခေတ်ကကြတော့ဆရာဆရာမတွေဒီစေတနာဝါဒနာအနစ်နာဆိုတာထက်ကိုအတပြာကိုပို့ပြီးစိတ်ဝင်စားလာကြတယ်စိတ်ဝင်စားလို့လည်းမရဘူးလေသူတို့လည်းစာဝတ်နေလိုအပ်တယ်လေနော်အခုခေတ်ကเจ้าမှရတဲ့လမ်းစာလောက်နေတော့စားမလောက်ကြဘူးအဲ့တော့တချို့ဆိုရင်เจ้าဆရာမယူနီဖောင်းကိုမျက်နှိုးလွန်းလို့ခုံမင်လို့ဝစ်ကြတာရှိတယ် ဟိုတချို့ဝါသနာပါလို့တည်းရှိရပေါ့ဒါပေမဲ့အခုခေတ်ပညာရေးစနစ်မှာတော့ကျွန်တော်တို့ကျောင်းဝဆရာဆရာမတွေမြင်ရတာကတော့အတပြာကိုအဓိကထားတယ်ကိုယ်သားသမီးတွေလည်းပတ်စံကောင်းကောင်းပေးမှပညာကောင်းကောင်းရတဲ့အခြေအနေမျိုးတွေကြုံနေကြမှာပဲအရေးချင်းအများကြီးလိုအပ်နေတဲ့ဆရာမတွေအများကြီးတွေ့ရတယ်ဆယ်တန်းအောင်သွားတယ်နော်လေ့ကျင့်ရေးကျောင်းမှာတက်လိုက်တယ်ဆရာမဖြစ်သွားတယ်ဆရာမဖြစ်သွားပြီးစာသင်ယုံနဲ့ဆရာမတောင်းမကြည့်ပုံမအောင်ဒါကအနာကက် လောင်းနေပါနော်နိုင်ငံတော်အစိုးရဖြစ်မဲ့လူတွေပါတယ်စီပါရေးပညာရှင်တွေပါတယ်ကျန်းမာရေးပညာရှင်တွေပါမယ်ပရိုက်တသမားတွေပါမယ်ဝန်ထမ်းတွေပါမယ်ဒီလိုကလေးတို့ကိုစိတ်แจကောင်းအောင်ညှင့်တင်ပေးဖို့ပဲအရေးကြီးတာဒီပညာရေးဒီစာဘလောက်ရသွားလဲဆိုတာထက်ဒီကလေးတွေရဲ့ဒီအတိညာဉ်ထဲမှာစိတ်ထဲမှာလောကနီတိကိုကောင်းကောင်းနားလည်သွားဖို့တရားလေးသင်ပေးရမယ် ဒီလိုသင်ပေးဖို့လဲဆရာမကလောကနီတိကိုကိုယ်တိုင်လိုက်နာဖို့လဲလိုအပ်ပါတယ်လောကနီတိကိုမသိတဲ့ဆရာဆရာမတွေလည်းအများကြီးတွေ့ဘူးပါတယ်ကျူရှင်သင်မယ်ကျူရှင်ရရတဲ့လာစာကိုမှတ်မောတဲ့ဆရာမတွေလည်းအများကြီးတွေ့ဘူးလေအခုလိုပြောတဲ့အတွက်ကိုဆရာဆရာမတွေမစော်ကားနဲ့ကံကြီးထိုက်လိမ့်မယ်လို့ပြောကြတယ်ပေါ့နော်အရင်နေနေအခက်ချိုးချိုးကျေးဇူးရှင်တွေကိုမစော်ကားမိစေလဲဆိုတော့ ို့ပတ်ဆက်ရှိမှចောင်းတက်လို့ရတာလေအခမ်းမဲ့လေဘယ်သူမှတင်ပေးနေတာမဟုတ်ဘူးအဲ့တော့ចောင်းငန်းထဲမှာပတ်ဆက်မရှိလို့အနှိမ်ခံရတဲ့ចောင်းသားဘဝလာခဲ့တဲ့လူတယောက်နေနဲ့ဆရာဆရာမတွေအကုန်လုံးကိုတော့ဂါရတရားမထားနိုင်ဘူးရှင်းရှင်းပြောတာပတ်ဆက်ရှိရင်တစ်မျိုးပတ်ဆက်မရှိရင်တစ်မျိုးကျူရှင်တက်နိုင်တစ်မျိုးကျူရှင်မတက်နိုင်တစ်မျိုးမုံဝယ်ဆိုင်တစ်မျိုးမုံဝယ်ဆိုင်တစ်မျိုးဒီလိုဆရာမတွေလည်းအများကြီးတွေးခဲ့ဘူးသလိုကောင်းတဲ့ဆရာမတွေလည်းအချို့တွေးဘူးပါတယ်ဒါပေမဲ့ကိုရီခစ်ထေရနေပြီးတော့ ပတ်စံနောက်ကိုလိုက်တဲ့ဆီယာမတွေအများကြီးတွေ့ဘူးလေအတပြာရလို့စာတင်ကြတဲ့ဆီယာမတွေအများကြီးတွေ့ဘူးလေဒါကြောင့်ကိုကပတ်စံပေးတယ်သူကပညာပေးတယ်ကျွန်တော်တို့ကုန်ပစ္စည်းတွေဝယ်နေတယ်လို့ဖြစ်နေပြီအရင်နေနေခက်ချိုးချိုးပြောရအောင်ကျွန်တော်တို့ပြည်သူလူထုဆီယာပတ်စံနေနေပဲဒီစာတင်ကြောင်းကိုစောက်ထားတာဒီလားကကိုတို့ကစားနေတာပြည်သူပတ်စံကိုစားတာဆိုတော့ပြည်သူတွေရဲ့ဂျေဇူးကဆရာဆရာမတွေပေါ်မှာရှိတာအဲ့ဒီခေပြီးသွားပြီ နော်ပြည်သူမျက်နှာကိုကြည့်တဲ့ဆရာမပဲဖြစ်ရမှာဆရာမမျက်နှာကိုပြည်သူကကြည့်စရာမလိုဘူးပြည်ဆရာမတွေဒီနိုင်ငံတော်ဝန်ထမ်းတွေဖြစ်တဲ့နိုင်ငံတော်လစာကိုစားတဲ့အတွက်ကိုနိုင်ငံတော်ရဲ့သားကောင်းသမီးကောင်းတွေမွေးဖွားပေးရမှာဆရာမတွေရဲ့တာဝန်ဖြစ်ပါတယ်ဆရာမတွေဒီပြည်သူတွေရဲ့ကျေးဇူးရှင်မဟုတ်ပါဘူးပြည်သူတွေကဆရာဆရာမတွေရဲ့ကျေးဇူးရှင်ဖြစ်မှာပါအနေနဲ့အနေနဲ့ငါးပါးတက်တက်ထားလိုက်အဲ့ဒါကကြတော့ဒါကိုက ကောင်းတဲ့ဆရာမတွေတွေ့လို့ရှိရင်တော့ရိုသေလေးစားရမယ်။သူပြောကိုပြောပြောနေလို့မျိုးပြန်ပြောတာပါနော်။ပညာသင်ပေးတဲ့ဆရာဆရာမတွေစော်ကားတာမဟုတ်ပါဘူး။အင်ကုလီမာလာရဲ့ဆရာကိုကျေးဇူးရှင်ဆရာသမားအနေနဲ့ကျွန်တော်မတတ်မှတ်နိုင်ဘူး။ဆရာဆိုးတွေအများကြီးရှိခဲ့ဘူးတဲ့။နော်။ဒေဝဒတ်လိုဆရာမျိုးကြီးလည်းရှိတယ်လေ။ပညာသင်ပေးတိုင်းလမ်းပြတိုင်းအနန္တအနန္တငါးပါးနဲ့ထည့်ပြီးတော့ကတော့အမခင်မဟုတ်တော့ဘူး။အဲ့တော့ တ်ဆန်ပေးပြီးတင်နေဆိုရင်တော့မှပတ်ဆန်ပေးသလောက်ကိုပြန်မရဘူးတချို့ចောင်းနေမှာ private ចောင်းနေဟိုနိုင်ငံခြားသင်ယူတင်နေចောင်းနေမှာလေဆရာဆရာမတွေရေချီမပြေဝဘူးဟိုတနည်းဆိုလို့ရှိရင်ចောင်းကိုလိုက်သွားတဲ့အချိန်မှာဆရာကမရောက်သေးဘူးလမ်းပိတ်လို့ပါယူထားတဲ့ပတ်ဆန်ကကြတော့တရက်ကို3000လောက်ကြတယ် နော်အဲ့ဒီအချိန်မှာဒီကအကြောင်းစရာဒီကလေးတွေမရောက်ခင်ကြိုရောက်နေရမယ်ကလေးတွေရဲ့အခြေအနေကိုလေ့လာရမယ်ကလေးတွေအနေမဖြစ်အောင်စောင့်ရှောက်ရမယ်ဆရာကကလေးတွေကျောင်းဝင်ရောက်ပြီးတနအီနာယီဝက်လောက်နေမှရောက်တယ်ဆိုတဲ့အတွက်ကိုဆရာရဲ့အင်္ကာရဲ့နဲ့မညီတော့ဘူးမိဘတွေလည်းမအားကြပါနဲ့တေချာလိုက်ကြည့်ပါကျောင်းမှာကလေးကိုကျောင်းပို့ရင်မပြီးသေးဘူးကျောင်းကဆရာဆရာမရဲ့အခြေအနေကိုကလေးရဲ့စိတ်အခြေအနေကိုကလေးရဲ့ကျောင်းမှာ ဟိုဘလိုမျိုးခံစားနေရလဲဆိုတာဒီလေမိဘတွေအနေနဲ့လေ့လာရမယ်ဆရာဆရာမဖြစ်တာနဲ့ပဲတမ်းပြီးလေးစားဆရာမလိုဘူးနော်အခုခင်မှာမကောင်းတဲ့ဆရာဆရာမတွေအများကြီးပဲနော်နေရာလိုချင်လို့လာစားလိုချင်လို့ယာဓုလိုချင်လို့ကြောင်းစားတင်တဲ့ဆရာမတွေလည်းအများကြီးရှိတယ်ကောင်းတဲ့ဆရာမတွေလည်းရှိတယ်ကောင်းတဲ့ဆရာမဆိုရင်တော့နန်းတော့နန်းငါဘာဒီကနေကြောလိုက်ပါတယ်ဘူးကမကောင်းတဲ့ဆရာဆရာမတွေအများကြီးရှိလို့ပြပြတာပါကိုယ့်ကလေးတယောက်ကြောင်းခန့်နဲ့မှာပါရိတ်ခံရရင်အရင်ဆုံး မိဘစိတ်ကိုဝင်ရမှာအဲ့ဒီအကြောင်းကဆရာဆရာမှဖြစ်ပါတယ်အိမ်ရမိဘကနောက်မှာပါကိုသားသမီးပါရိတ်ခံရတယ်လို့မျိုးဒီကိစ္စကိုဖြစ်ရှင်းပေးရမှာဖြစ်ပါတယ်ရိုက်လိုက်တဲ့ကလေးတွေကိုလည်းဒီလိုမလုပ်ဖို့အဆုံးမပေးရမှာလဲဒီဆရာမပဲဖြစ်ပါတယ်ဒီလိုတာဝန်တွေမယူနိုင်ဘူးဆိုလို့ရှိရင်တော့ចောင်းဆ iam မာရတူကိုယူထားလို့မရပါဘူးနိုင်ငံတော်ကတာဝန်ပေးတဲ့အတွက်ကိုနိုင်ငံတော်ကဒီအလုပ်ကိုခက်အတဲ့ခါမှာတစ္ဆာဆိုထားရပါတယ်เนาะ နိုင်ငံတော်ပေါ်သစ္စာရှိတယ်ဆိုကြတဲ့ကဒီကလေးတွေအပေါ်မှာဘလို့ပြုစုပြောထောင်ရမလဲဘလို့မျိုးတင် जा ပြသရမလဲဘလို့မျိုးအနစ်နာခံရမလဲဆိုတာပါပြီးသားပါနော်အရင်နေနေခက်ချိုးချိုးလို့ဆရာဆရာမတွေကကိုယ်လာပြောလို့မရပါဘူးရှင်အားလုံးပဲစေတနာနဲ့ပြောတဲ့စကားမို့လို့အမားပါရင်ခွင့်လွှတ်ကြပါလို့ကျေးဇူးတင်ပါတယ် ောက်ကဲပါမျိုးလို့ရေးမွဲပြီးတော့လေးရတက်တိလိုက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီညောင်မြအထက်ခါချက်ကကျောင်းသူတွေအုပ်စုဖွဲ့ပိုက်ရိုက်ခဲ့တာလည်းပတ်သက်ပြီးတော့တနိုင်ငံလုံးမှာလည်းပြန်နေတယ်ဒါတောင်မှဖြည့်ရှင်းပေးခြင်းမရှိသေးလို့ကျောင်းသားမိဘတွေကနေပြီးတော့ဒီပြည်ညိုင်းဝန်ကြီးဌာနကိုတောင်းဆိုနေရပဲဖြစ်ပါတယ်အရိုက်ခံရတဲ့ဒီကျောင်းသူတွေအတွက်ကိုတရားမျှတမှုရအောင်လို့ပြည်သူတွေကနေပြီးတော့တောင်းဆိုပေးနေတာပဲဖြစ်ပါတယ်ကြည်နေတဲ့မျိုးတွေလည်းဘုဒ္ဓတာသင်္ကန်းဆိုင်ရအောင်လို့ပြန်လည်မျှောင်လိုက်တာပဲဖြစ်ပါတယ် ီဗီဒီယိုလေးကိုလည်းညံ့ညံ့လေးလိုက် share လေးလုပ်သားပြီးတောင်းဆိုပါရစေ။ဒါမှလည်းဒီအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စတွေပျောက်ပျောက်သွားမှာပေါ့နော်။နောက်ထပ်လည်းမူဆက်လီတတိနေဟာတပ်ဗီဒီယိုတွေပို့တိုက်ရက်ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့ disable သွားမှာမို့မွေး channel လေးကိုလည်း subscribe နဲ့တပ်ဖို့တောင်းဆိုပါရစေ။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲထင်မြင်စကြကလေးတွေလည်းဝေးဗီဒီယိုလေးမှာ comment လေးတွေရေးသွားပေးလို့ရပါရင်ရှင့်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တဒါ